မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့ဆယ်လီနာဂိုမက်စ်ရဲ့16နှစ်အရွယ်လောက်ကရိုက်ထားတဲ့ရုပ်ရှင်တကားဖြစ်ပြီးစီးရတဲ့စပွဲထိုးမလေးအဖြစ်ကနေနေချင်းညချင်းကဘာကျော်တထေးသမီးဖြစ်သွားခဲ့တဲ့မွန်တီကာလိုဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဆလန်ဆာအထက်တန်းကျောင်းပြီးကစားဂရိတ်ဆိုတဲ့စပွဲထိုးမလေးတယောက်ကတကယ်ကြီးဖြစ်သူအမ်မာနဲ့အလုပ်တူတူဝင်လို့ရင်ကောလိပ်မတက်ရခင်မှာပေရစ်ကိုခီးထွက်နိုင်ဖို့အတွက်ကြိုးစားနေခဲ့ကြတယ်ဘွဲယူမဲ့နေမှာတော့အမေဖြစ်သူရဲ့နောက်ယောက်ျားရောဘတ်အပြင် ူသမီးမောက်ပါရောက်လာလို့တိတ်တဘောမကြပေမဲ့လိုက်ထိုက်လေးပဲဆက်ဆက်ပြီးပြန်လာခဲ့လိုက်ကြတယ်။အိမ်ရောက်တော့မှရောဘတ်ကခီးဆောင်အိတ်တလုံးလက်ဆောင်ပေးရင်ဂရေးတို့တငယ်ချင်းနှစ်ယောက်တည်းသွားမဲ့ခီးကိုသူသမီးမောက်ကိုပါခေါ်သွားခိုင်းလို့အခြေမတက်တည်ဖြစ်သွားခဲ့ရတယ်။အသက်ရွယ်ထပ်ပို့ပြီးတင်းငယ်ရေးကြံ့လို့နေတဲ့မက်ကလည်းဆက်ဆက်လူနဲ့ဘူအမာတို့နဲ့အတူတူမသွားချင်းလို့သူ့အဖေကိုပြောနေသလို Grace ကလည်းသူ့အမေကိုနှစ်ယောက်တည်းသွားဖို့တောင်းဆိုနေခဲ့တယ်။အမကလည်းသူ့ချစ်သူအိုဝင်ရဲ့လက်ထွက်ခွင့်တောင်းဆိုမှုနဲ့ ခยีမတော်ဖို့တားနေတဲ့ကြာကကြောခိုင်းထွက်လာလို့ပြန်ရောက်ရင်တော့အဆင်မပြေနိုင်တော့တဲ့အခြေအနေထိရောက်သွားခဲ့တယ်။အဆင်မပြေမှုတွေကြားရကဘဲရစ်ကိုရောက်လာခဲ့လို့ဂိုက်ခေါ်သွားတဲ့နောက်ကိုအလင်မီအောင်လိုက်ကြည့်နေရတော့လေးလာရေးခยีထွက်တာနဲ့မတူပဲကြက်တန်းရဲဝင်ဖတ်လို့ပြေးနေတယ်လို့ခန်းစားနေကြရတယ်။ဘဲရစ်မျိုးကြီးရဲ့အလှကိုကြည့်ရင်ခန်းစားလို့တော့မဆုံးခဲ့မှာပဲ။အတင်းတွေပြန်ခေါ်နေတော့တောက်ဖနာတကွက်ကွက်နဲ့အမ်မလည်းဒုက္ခတွေရောက်ပြီးတွေ့တဲ့ပကုံးကိုမိချုပ်ပစ်လိုက်တယ်။အမ်မရဲ့အကွက်တွေကိုသဘောကျသွားတဲ့မှလည်းအနောက်ကလိုက်လို့ရင် ရတဲ့အချိန်လေးကိုရသလောက်အကြည့်ဆိုင်လိုက်ပြီးဟိုတယ်ကိုပြန်ရောက်ကြတော့လေကြော်ညာထားတဲ့ပုံတွေကနဲ့တခြားစီဖြစ်နေခဲ့ကြတယ်။တနေ့တာပင်ပန်းထားသမျှကိုချိန်မိတီးခန့်ရင်အနားယူဖို့ပြင်လိုက်ကြပါမယ်။ဖုံအားသွင်းမိလိုက်လို့ပြီးပြတ်သွားပြီးနောက်နေ့မနက်မှအရန်ကိုရောက်ချင်နေကြတယ်။ eBay မျော်စင်ကြီးကိုရောက်လာခဲ့ကြတယ်။မျော်ကင်ကြီးကနေ Forky Lane ကြော်ကိုက်နေတော့မှပဲ Mac G စိုက်ခဲ့တဲ့ OC သားကြီးကလမ်းတော့ဆက်နေလို့အထာကိုင်နေတော့မှပြန်ပြောက်သွားတော့အသေးတံပြန်လိုက်ရှာနေခဲ့ရတယ်။အပေါ်တက်လာပြီး ရိုင်လီဘာလို့မိတ်ဆက်နေတော့မှာပဲဂရိကြီးနေတဲ့မှန်ပြောင်းတွေကသူတို့ရဲ့ခီးသွားအဖွဲတွေပြန်သွားတာကို မြင်လိုက်ရလို့ကြည်နူးချိန်တော့မရတော့ပဲအမြန်ပြန်ဆင်းပြေခဲ့လိုက်ရတယ်အမကလည်းအသေးအံပြေးနေရတဲ့အချိန်တော့စတိုင်အပြတ်မခံလို့ဘတ်စကားကြီးလည်းလွတ်သွားတော့မျောစင်ကြီးကိုနောက်ခံထားပြီးတယောက်ကိုတယောက်အပြစ်တွေလိမ့်တင်လိုက်ကြတယ်မကောင်းမကန်းဟိုတယ်ကိုပဲဘိုးရကြီးတဲ့ချီချင်းတိုးလာကြရင်မရောက်နိုင်သေးလို့မကောင်းသားဟိုတယ်ကြီးတစ်ခုတည်းကိုဝင်သွားတော့အရှိမရက်နေတဲ့ပါပါရာစီတွေက grace ကိုတပ်ပုံဝိုင်းရဲလိုက်ကြတယ်ဟိုတယ်ထဲမှာအလကားရတဲ့ သေးပေါက်ချီးကိုလေးပဲလုံနေကြတဲ့အချိန်မှာ green နဲ့တဖုံသံနဲ့တူတဲ့ score ဆိုတဲ့ကောင်မလေးတယောက်ကသူ့အိပ်ပျောက်သွားလို့ပြဿနာရှာနေခဲ့တယ်။ score လဲစိတ်တူတူနဲ့ဖုံပြောရင်အင်တာရဲ့ဝင်လာတဲ့အချိန်မှာဘေးမှာရက်နေတယ်။ MR တို့နှစ်ယောက်လဲတေချာစိုက်ကြည့်ပြီး green ပြန်ထွက်လာတော့မှတေချာတိုက်ကြည့်လိုက်တော့တထေရတဲ့တူနေကြောင်းသိလိုက်ရတယ်။အပြင်ပြန်ထွက်လာတဲ့အချိန်မှာတော့ score နဲ့လူမာပြီးသူ့အိပ်ကိုပြန်တွေ့ကြောင်းလာပြောလို့မဟုတ်ပါဘူးညင်းနေတဲ့ကြာက26ပေါင်ရှိတယ်။အေယာမပစုံတုံးကြီးကိုထုတ်ပြလိုက်တယ်။ ဂရိစ်လည်းငြိမ်းမနေတော့ပဲသူများမှားထားတဲ့ပစွန်တုံးကြီးစားပြီးအကောင်းစားအခန်းကြီးထဲမှာအနားယူလိုက်ကြပေမဲ့မက်ကကြောက်နေလို့အတင်းခေါ်လိုက်မှခဏပဲဆိုပြီးတက်အိတ်လိုက်ကြတယ်မနေ့ရောက်တဲ့အချိန်မှာတော့အမြန်ပြန်ပြေးကြဖို့ကြံစီထားပေမဲ့ဟိုတယ်မန်နေဂျာကပစ္စည်းတွေအတင်းပေးပြီးကားစီကိုလိုက်ပို့ပေးလို့တရင်တောက်တွေအများကြီးရောက်နေကြောင်းသိလိုက်ရတယ်ဂရိစ်တို့လည်းချော်လေးရောထိုင်လို့ပြီးတွေ့တဲ့ကားပေါ်တက်လိုက်လာရင်စာအိတ်ကိုဖောက်ကြည့်လိုက်တော့နောက်ထပ်ခီးစဉ်တစ်ခုဖြစ်နေလို့ရတဲ့အခွင့်အရေးကိုအပြေအဝအသုံးချဖို့ကြံစီလိုက်ကြတယ် မက်ကကြောက်နေပေမဲ့ရင်းမြရတဲ့အဆုံမှာစကော့တ်ဆီစဉ်ပေးထားတဲ့ကိုပိုင်လင်းပေါ်ရောက်လာကြပြီးအစားတောက်တွေလာချပြီးလို့ကျန်တဲ့နှစ်ယောက်လည်းစိုးစိုးတက်တက်နဲ့ယူထားလိုက်ကြတယ်။စကော့နဲ့ပတ်သက်တဲ့မဂ္ဂဇင်းတအုပ်ကိုတွေးလို့ကောက်ဖတ်ကြည့်လိုက်ရင်မိုနာကိုနိုင်ငံထဲကိုရောက်လာကြတော့လာကော်ရီရိုဝိုက်နောက်မှာ၃ယောက်သားတက်လိုက်လာပြီးမိုတီကာလိုမျိုးတွေကိုရောက်သွားခဲ့ကြတယ်။ဟိုတယ်ရှိမှာတော့ပရာဟီတာသမားကြီးမာရှန်နဲ့သူ့ရဲ့သားတီယိုတို့ကလူရှင်ဖြစ်တဲ့စကော့ကိုစောင့်ကြိုနေကြလို့ဘေးရုပ်ဒုက္ခရောက်လာတဲ့ဂရေးစတိုကိုပဲ လူမားခေါ်သွားလိုက်တယ်။ခန်းထဲရောက်သွားတဲ့အချိန်မှာမန်နဲ့ဂရိစ်ကတော်တော်လေးကြောက်နေကြပေမဲ့အမ်မာကတော့ပျော်ရွှင်ပြီးတော်ဝင်ကာဘွေးထဲမှာပါဝင်စင်တဲ့ပုံထက်စီးယုံလိုက်တယ်။ပါလာတဲ့အိတ်တွေကိုဖြွင့်ကြည့်လိုက်တော့အလားပြင်ပစ္စည်းပေါင်းတသိန်း6တောင်းနဲ့အကောင်းဆုံးဆိုတဲ့အဝတ်အစားတွေဖဏတ်တွေအပြင်ကဘာကျော်လက်ကင်အိတ်တွေကိုတွေးလိုက်ရတယ်။အဝတ်တွေဝတ်ကြည့်ပြီးထွက်လာတဲ့အချိန်မှာတံပိုးကြီးလေဆဲတစ်ခုကိုထပ်တွေးလိုက်ရလို့စင်မြန်းပြီးစင်းလာတဲ့ Grace တို့၃ယောက်လည်းရဲရဲတင်းတင်းနဲ့ပဲကင်မရာတွေကြားထဲတိုးဝင်သွားခဲ့တယ်။ဝင်ကလည်း ဘေးစကားတွေကြောင့်အမကိုစိုးရိမ်သွားမှဖုံးဆက်ကြည့်လိုက်တော့ဟိုတယ်အဆုံမှကြံခဲ့လို့အတန်ကြာတဲ့လူကကောက်ကန်ပြီးပြောချင်ရပြောချပြလိုက်တယ်။အားလုံးကိုမေးနေကြတယ်။၃ယောက်ကလည်းတုံဝေကာပွဲထဲမှာပျော်ရွှင်နေကြလို့ဓာတ်ပုံတွေတစ်ဖြက်ဖြက်ရိုက်ခိုင်းရင်လူတိုင်းက Grace ကိုပဲလိုက်ကြည့်နေကြတော့သူ့ကိုယ်တော့မလုံမလဲဖြစ်နေခဲ့တယ်။တီယော့ကိုမေးကြည့်လိုက်မှစာတင်ကျောင်းတွေစောက်ဖို့အတွက်လူတိုင်းပြင်မဲ့လေဘင်းကဘရက်ကိုကြီးနေတာဖြစ်ကြောင်းရှင်းပြမှ Grace လည်းသဘောပေါက်သွားတော့တယ်။တီယော့ကတော့ ကာဝန်နဲ့ဖုံထားတဲ့ country တောက်ကိုပဲမြင်သွားလို့လဲဆွဲတဲ့ဖနက်ကိုပိုစိတ်ဝင်စားပြီးတော်ဝင်မဲသားဒွန်နဲ့မိတ်ဆက်ပေးလိုက်တော့ကျန်တဲ့နှစ်ယောက်လည်းအပြေးလွှားရောက်လာခဲ့ကြတယ်။ဒွန်လည်းအမကိုကားဖို့ခေါ်သွားတဲ့အချိန်မှာ Scott ရဲ့အတော် Alicia ဆိုတဲ့သူကိုပါမြင်လိုက်ရလို့ကျန်တဲ့နှစ်ယောက်လုံးကလန့်နေကြပြီမဲ့ Mark လည်းမဂဇင်းထဲကဖတ်ထားတဲ့အကြောင်းတွေပြန်ပြောပြလိုက်တယ်။ Grace ကလည်းဘွားတော်ကိုလိုက်ထိုက်လေးနှုတ်ဆက်ပြီးရှောင်ပြေးဖို့လုပ်ပေမဲ့တခုခုလွဲနေတာကိုသတိထားမိနေတဲ့ဆိုမှကြောက်ကြောက်လန့်လန့်နဲ့ဒီလိုလက်ဆွဲရင် ကာပွဲတဲ့ပြေးသွားခဲ့တယ်။အမကလည်းဒွန်နဲ့အစဉ်ပြေးကနေတော့မှ Grace ကအတင်းလာခေါ်သွားပေးမယ်။နောက်ကမက်ကလိုက်လာပြီးသူတို့ကိုအပြေးဝယုံကြည်သွားကြောင်းပြောပြလိုက်မှစိတ်အေးလက်အေးပြန်ကနေလိုက်ကြတယ်။ဝင်ကလည်း Perry လိုက်လာတဲ့အချိန်မှာအမတို့၃ယောက်ကတော့ထီမထိုးပဲထီပေါပြီးကမ်းခြေမှာပလလန်လိုက်ဝေးရမောက်လိုက်နဲ့ကောင်းကောင်းစေယူနေခဲ့ကြတယ်။အမနဲ့မက်တို့၄ယောက်ကလည်းငေကျိုးငယ်နာတွေပြန်ဖို့ရင်ပြဿနာတွေထပ်တော့ကုန်လို့ရှောင်ထွက်သွားတဲ့အချိန်မှာ OC သားကြီး Riley နဲ့အမတ်မထေပြန်ဆောင်လိုက်ရတယ်။ နှစ်ယောက်သားဆိုင်ကယ်လေးနဲ့ရှောက်သွားနေတဲ့အချိန်မှာ Grace ကလည်းတီယိုကာနောက်ပါသွားပြီးလမ်းမှာရှောင်းလိုက်ကြလို့ MRC ကိုလည်းပန်း OG တလုံးနဲ့ဒုံးရဲ့ချင်းဆုံမှုခံလိုက်ရတယ်။ Grace ကိုတော့ခြံကျဲကြီးတစ်ခုနဲ့ခေါ်သွားပြီးဝစ်စားလဲခိုင်းလိုက်မှာ Score ကပိုလိုကစားတမန်တီးလိုက်ရလို့တီယိုနဲ့ဟမ်မပြတ်ဆော့ပေးရင်အလိမ့်တွေမပေါ်အောင်ဖုံးထားလိုက်ရတယ်။မှလည်း Riley လို့တမယအကုန်လိုက်လို့ရင်ရေကူးလိုက်နေလိုက်လိုက်ရင်တယောက်ကြောင့်တယောက်ဆက်ဆုကြလို့တဖြည်းဖြည်းနဲ့ပူပူပြီးရင်းနှီးလာခဲ့ကြတယ်။ Grace ရဲ့ကစားခွက်တွေကမူမမှန်တော့လို့ အလီစီယာလည်းတူတူမာစီဖုံးခေါ်ကြည့်လိုက်မှစကော့ကတန်းကင်တော့အားလုံးရိပ်မိသွားပြီးငယ်ဘဝကမြင်အကြောင်းကိုပြန်မေးကြည့်လိုက်တယ်။ Grace လည်းမဖြေနိုင်တော့စကော့ကသူနဲ့ရုပ်ချင်းတူတယ်လို့ကိုစားထိုးလွှတ်လိုက်တယ်လို့ထင်သွားလို့ပရာဟိတဘွဲကိုမပြတ်အောင်ဆက်ထိန်ထားခိုင်းပြီးဟမ်မပြတ်ပဲနှစ်ယောက်ပေါင်းလိန်ထားလိုက်ကြတယ်။အမကလည်းအခန်းထဲမှာတွေ့တဲ့ဝက်စားတွေကောက်ဝုတ်ရုံနဲ့အားမရသေးလို့လူမဲ့လဲဆွဲကြီးပါကောက်ဝုတ်ပြီးထုံခေါ်တဲ့နောက်ကိုလိုက်သွားလို့လမ်းမှာမတ်တုံနဲ့တဲ့တဲ့တိုးသွားခဲ့ကြတယ်။မလဲသူဘလောက်ပျော်ရွှင်နေကြောင်းပြောပြရင် လေဆွဲကိုပြန်တောင်းထားလိုက်လို့ Riley အိတ်တဲထဲထွက်လာတဲ့အချိန်မှာအမကလည်းစိန်ခံလီတစည်းပေါ်ကိုရောက်လာခဲ့တယ်။မတ်တိုကတော့ပါတီထဲခိုးဝင်ပြီးပျော်ရွှင်နေကြပေမဲ့စိန်ခံလီဘော်ကလူခုန်နှံတွေရဲ့ညစာဆိုင်ဝင်ထဲမှာအမကတော့ဘေးရောက်နေလို့စပွဲထိုးတွေရဲ့အလုပ်ကိုဝင်ကူလုပ်ပြလိုက်တယ်။တီယိုကလည်းသူတို့မျိုးကြီးရဲ့အလာကိုလိုက်ပြပြီးလို့ Grace လည်းကြည်နူးနေသလိုမီရှူမီပန်းတွေအောက်ကမတ်တိုနှစ်ယောက်ကလည်းခိုးဝင်လာတဲ့ပါတီထဲမှာရရန်နေပျော်ရွှင်နေကြတယ်။အတူရောက်ဘဝတွေထဲမှာခန်းစားချက်အစစ်မှန်တွေပါသွားတဲ့ Grace လည်းစိတ်မကောင်းဖြစ်ပြန်လာရသလို Emma ကလည်းသူတကယ်လိုအပ်နေလားကအိုဝင်းရဲ့အချစ်တွေဆိုတာသဘောပေါက်သွားခဲ့တယ်။ Perry လာပြီးလမ်းပြောင်းနေတဲ့အိုဝင်းကလည်းတရင်စားတွေက Emma တို့သုံးယောက်ကိုတွေးလိုက်ရမှာ Monte Carlo ရောက်နေမှတီးလိုက်ရတော့နောက်ကလိုက်ဖို့ပြင်လိုက်တယ်။ Matto နေရောက်ကလည်းချီချီလူတစ်တစ်တူပြီးပြန်ရောက်လာကြပေမဲ့ Riley ကသူ့နောက်လိုက်ခဲ့ဖို့ခေါ်နေတော့စိတ်မကောင်းစွာနဲ့ပဲညင်လိုက်ရလို့လေဆွဲကြီးမိပြီးထားခဲ့ပြင်လိုက်တယ်။အခန်းထဲရောက်မှ Y Major တော့အပြင်ကိုပြန်ထွက်ကြည့်ရင် score အစ်စ်ကိုပါမြင်လိုက်ရပြီး ခတ်ထန်မှာကြောတဲ့မြန်နပေးနဲ့တော်သွားတောင်းနေလို့ Grace တို့လည်းအခန်းကိုစာရှင်းလိုက်ကြတယ်။ Theo ကလည်း score ကို Grace မှတ်ပြီးသွားနမ်းပြလိုက်လို့ပါရက်ခံလိုက်ရပြီးအခန်းထဲက၃ယောက်ကလည်းခက်ခက်ခဲခဲနဲ့ကြော်ရင်းခွာရင်း Riley C ကိုအချိန်မီပြေးသွားပြီမယ်။ကတ်တီလေးနောက်ကျသွားခဲ့ကြတယ်။ score ကလည်းအမိုက်ပုံးထဲကသတင်းစာကိုတွေ့မှအားလုံးကိုတီးလိုက်ရတော့လေစဲကိုအမြန်ပြေးကြည့်လိုက်ပြီမယ်။ဘူးခုံပဲကျန်တော့လို့ဟိုတယ်မှာတောင်းကြံပြလိုက်တယ်။ Grace တို့လည်းဟိုတယ်ပြန်ပြီး သူတို့ရဲ့အပြစ်တွေကိုဝန်ခံဖို့လို့တော့မှာရိုင်လီကကြိုးရောက်နေလို့လေဆဲယူထားလိုက်ရင်စကော့ကိုရှင်းပြနေတဲ့အချိန်အိုဝင်ရောရဲတွေပါထက်ရောက်လာခဲ့တယ်။ခန်းထဲမှာရှိတဲ့၃ယောက်ကလည်းစကော့ကိုဘလို့မှတောင်းပန်မရတဲ့အပြင်လေဆဲကိုပါတကယ်မလူဘူးဆိုတာသိလိုက်ရတော့အခန်းထဲကထွက်မရအောင်ပြန်ဖမ်းထားလိုက်ကြတယ်။ရဲတွေရောက်လာတဲ့အချိန်မှာတော့ခရီးကပဲထွက်ပြီးမားတိုင်မီကြောင်ရှင်းပြလိုက်လို့လေလံပွဲတွေခေါ်သွားကြတဲ့အချိန်မှာအမ်မာကလည်းစကော့ပါဇက်ထဲပန်းတီထည့်ပြီးစောင့်ကြည့်နေလိုက်တယ်။အောက်ရောက်မှ ဟိုဝင်နဲ့တက်တဲ့တူတော့အမရဲ့အခန်းကိုလမ်းညွှန်ပေးလိုက်လို့တက်သွားတဲ့အချိန်မှာရီလိုနှစ်ယောက်ကလည်းရေခုံစိတ်လို့ရှားသွားနေပဲလီလံပွဲတွေရောက်လာခဲ့တယ်။အိုဝင်တို့နှစ်ယောက်ချင်းနဲ့လန်ထားနေတဲ့အချိန်မှာပဲစကော့ကလွတ်သွားပြီးဈေးတွေအပြိုင်ပေးနေကြတဲ့ကြားထဲမှာဂရိစ်တဲ့သူ့လက်ပြမလုံတော့လို့အလုံးကိုအတီးပေးလိုက်တော့တယ်။စကော့ကလည်းသူ့လက်ဆွဲခိုးမှုနဲ့ဖန်ခါနေတယ်လို့နှလုံးသားလေးပါသွားတဲ့တီယိုကလည်းစိတ်နာပြီးထွက်သွားလို့ကြောင်းစောက်မဲ့အလူငွေအတွက်တော့ဆက်ပြီးလေလံဆွဲပေးဖို့ပဲတိုက်တွန်းလိုက်တော့တယ်။အလီစီယာဘာထက်ရောက်လာပြီးရူရို6တန်းနဲ့ လေလံဆွဲပေးလိုက်တော့အောင်မြင်စွာနဲ့ပဲလေလံပွဲကြီးပြီးဆုံးသွားချိန်မှာတော့အလူဖြစ်မြောက်အောင်စူးစမ်းပေးတဲ့ Grace တို့ကိုမဖမ်းပဲလှုပ်ပေးလိုက်တော့တယ်မကတော့ Riley နဲ့ Key တွေဆက်ထွက်ဖို့ကြံခဲ့ပြီ Grace ကတော့တီယုတ်ကိုမတွေ့ရလို့သူ့ဖေစီမှာပဲပြောချင်တဲ့သတင်းစကားတွေပါခဲ့လိုက်ရင်တက်ဆက်ကိုပြန်ရောက်လာခဲ့ကြတယ်မက်ကလိုနေယောက်ကတော့ဗီရိုနိုင်ငံတောင်ပိုင်းကရှေးဟောင်းမြို့တော့မာချူပီချူမှာအရန်တွေပျော်ရွှင်နေကြသလိုဟိုဝင်တဲ့အမာတို့ကလည်းပကာသနတွေမပါပဲတာယာတဲ့အိမ်တော်ကြီးလေးမှာကြည်နူးနေခဲ့ကြတယ် Grace တယောက်ပဲ အသေးတွေကွဲပြီးကြောင်းတစ်ခုမှလှုပ်အားပေးဝင်လို့ရင်ပြန်ထွက်လာတဲ့အချိန်ကြမှာလာလူတဲ့တီယိုနဲ့ပြန်ဆုံကြလို့ရိုးသားတဲ့အခြေတွေကိုတစ်ဖက်ပြန်ဆလိုက်ရင်ဇာလန်လေးလည်းဤဆုံးသွားပါပြီဒီစကားလေးမှာပေးချင်တဲ့ message ကတော့လူတယောက်ဟာသူတစ်ပါးရဲ့ဘဝလေးကိုဝင်ကြည့်ပြီးမှပိုင်ဆိုင်ထားတဲ့ဘဝလေးကိုပို့ပြီးတန်ဖိုးထားတတ်လာမယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ